အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကူကောင်လန်းချောင်းနှစ်ခွားရှိတဲ့လက္ခဏာရှင်တွေအကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာပါလက္ခဏာဦးကောင်လန်းချောင်းကနှစ်ခွားဆိုတာကဒါအာဒီယာလေးပေါ့နော်ဒါကတော့နှလုံးလန်းချောင်းဒါကတက်လန်းချောင်းဒါကဦးကောင်လန်းချောင်းပေါ့တချို့ကလည်းညံလန်းချောင်းလို့ခေါ်တာပေါ့နော်ညံလန်းချောင်းဒီလိုနှစ်ခွားရှိတဲ့ပုံစံရှိတယ်အာပြီးကြတော့ဒီလိုမျိုးနှစ်ခွားရှိတဲ့ ဒီလိုပုံစံနှစ်ခွာရှိရပုံစံဟောနော်အာပုံစံတော့မျိုးမျိုးရှိတတ်တာပေါ့ဒီလိုလက္ခဏာဖိုင်ရှင်တွေရဲ့အာအာနေချက်အာတာချက်ကိုကျွန်တော်ပြောပြမှာပါပထမဆုံးအာတာချက်ကိုပြောရရင်တော့ဒီလိုလက္ခဏာရှိနေတာဟိုဖြတ်ထူးညံကောင်းနေအဲတကယ်တော့ပဋိညာကောင်းတယ်ဗောနော်ဖြတ်ထူးညာကောင်းတယ်အဲနောက်တစ်ခုကကျတော့မတူညီတဲ့လုပ်ငန်း2မျိုး3မျိုးကိုသူကလှုပ်ဆောင်နိုင်တာဗောနော် မတူညီတဲ့လုပ်ငန်းနှစ်မျိုးသို့မဟုတ်သုံးမျိုးကိုသူတို့ကလှုပ်ဆောင်နိုင်စွမ်းရှိရပါတော့။ဒါရီကတော့ဥပ္ပလန်ကျောင်းနှစ်ခွာရှိရဲ့လူရဲ့အားသာချက်ပေါ့။သူအားနည်းချက်ကကြတော့ဒီလူတွေကဟိုစိတ်ပြားများတတ်တာပေါ့နော်။သူဒီလောက်ကိုလောရမလား။ဟိုလောက်ကိုပဲလောရတော့မလားဆိုတော့သူကအဲ့လိုမျိုးစိတ်ပြများတတ်တာပေါ့နော်ဒါကတော့ဥက္ကလန်ကြောင့်နှစ်ခွပါတဲ့ လူလက္ခဏာပိုင်ရှင်ရဲ့အကြောင်းဖြစ်ပါတယ်အဲဒီလက္ခဏာဒီလိုမျိုးမိမိမှာဒီလိုမျိုးဟိုဒီလိုမျိုးစိတ်ရှိရဆိုလို့ရှင်အပြုပြင်ပြောင်းလဲလို့ရတာပေါ့နော်အဲအကြောင်းမလို့ကျွန်တော်ဒါလေးကိုတင်ပြပေးလိုက်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ပမောက္ခဒေါက်တာရှင်မင်းရဲ့ဒါတပည့်ကျွန်တော်ရာဟုဖြစ်ပါ